မင်္ဂလာပါရှင်။ဘာမခဲ့တဲ့သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့သတင်းထုသတင်းအမျိုးကိုချိန်နဲ့တပြေးညင်တင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။အခုတခါဗမာဆုံတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်ရင်းစကိုင်းငလင်းကျောင်းဝန်ကြီးဌာနရုံးနဲ့ဝန်ထမ်းအင်အားများပြိုကျပြက်စီးမှုအတွေ့မူလတည်ဆောက်ခဲ့သောခရိုနီကုမ္ပဏီများကပြန်တည်ဆောက်ပေးရန်မင်းအောင်ကအမိန်ပေးနေပြည်တော်ကိုအရေးသေးမမီပဲတည်ဆောက်ခဲ့မှုများကြောင့်ပြိုကျပြက်စီးမင်းအောင်ပြစ်တင်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ နေပြည်တော်ရင်းစကိုင်းကလင်းချက်ဝင်ကြီးဌာနရုံးနှင့်ဝန်ထမ်းအင်အားများပြုတ်ချပြသမှုအတွက်မူလတည်ဆောက်ခဲ့သောခရိုနီကုမ္ပဏီများနှင့်ပြင်ပြလင်းပါဝင်တည်ဆောက်ပေးရန်မင်းအလိုင်ကမိန့်ပေးတာကြောင့်နေပြည်တော်စစ်ဘက်တရင်ရင်မြစ်ကပြောဆိုသည် မတ်လ28ရက်နေ့ပြည်ယခုနှစ်တသမခုနှစ်အဆင့်ရှိသကိုင်းငလင်ကြီးလောက်ခတ်မှုကြောင့်နေပြည်တော်တွင်သမရယုံဝင်ကြီးဌာနယုံဝင်တဲ့အိမ်ယာများစေယုံများစေယုံများသမရအိမ်တို့လွှတ်တော်ပါဝင်ဌာနဆိုင်ရာယုံအများစုပြိုကျပျက်စီးခဲ့ရာတွင်မူလတည်ဆောက်ခဲ့သော ခရိုနီကော်မတီကြီးများက ပြန်လည်ပါဝင်တည်ဆောက်ပြီးရန်မင်းအောင်လင်ကညွန်ကြားထားခြင်းဖြစ်ကြောင်းသိရှိရသည် အရေးသွေးမမီပဲတိဆောက်ခဲ့လို့အခုလိုပြုတ်ကျပျက်စီးမှုတွေဖြစ်တဲ့အဲ့ဒီအတွက်မူလတိဆောက်ခဲ့တဲ့ ဆောက်လွယ်ကုမ္ပဏီတွေအနေနဲ့ပြန်လည်တိဆောက်ပေးဖို့တောင်းရှိတယ်။လိုအပ်တဲ့သွင်းကုန်ပြည်လက်မြေတွေတန်တဲ့ဆောက်လွယ်ရေးပစ္စည်းတွေကိုတော့ညှိနှိုင်းပြီးတော့အခွန်ပေးစရာမလိုပဲတင်သွင်းခွင့်ပေးမယ်။ပြန်တိဆောက်ပေးဖို့မူလကုမ္ပဏီတွေမှာတောင်းရှိတယ်ဆိုပြီးညွှန်ကြားချက်တွေထွက်ထားတယ်ဟုနေပြည်တော်၏စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုသည်။ နေပြည်တော်တည်ဆောက်ရေးအထူးဖွံ့ဖြိုးရေးစီမံကိန်းနဲ့ပါဝင်ခဲ့တဲ့ကုမ္ပဏီများအနေဖြင့်နေပြည်တော်စီမံတရားရေးကုမ္ပဏီအဆောက်အုံများပြန်လည်ပြုပြင်သုံးချရင်းနဲ့အသက်တည်ဆောက်ရေးကြီးကြပ်မှုကုမ္ပဏီထံသို့ဆက်သွယ်ရန်ဧပြီလ26ရက်နေ့တွင်စစ်ကောင်စီအမိန်ပေးညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။မင်းအောင်လိုင်ကနေပြည်တော်ကိုပြန်လည်တည်ဆောက်ရေးအတွက်ခိုင်ရေးဝန်ကြီးပူဇော်ကြီးမောင်မောင်အေးကိုတောင်းပေးထားပြီးနေပြည်တော်ရှိရုံးဌာနများအထူးအဆောက်အုံများအင်အားများအုပ်ချုပ်မှုဆိုင်ရာအဆောက်အုံများနဲ့ အခြားအဆောက်အဦတိဆောက်ရေးလုပ်ငန်းများတွင်ပါဝင်သောကုမ္ပဏီများကိုပြန်လည်ဆက်သွယ်ခိုင်ခြင်းဖြစ်သည်။နေပြည်တော်ဆောက်တဲ့ချိန်မှာစာချုပ်တွေရှိခဲ့ပေါ်တဲ့အရေးစာချုပ်စာရန်းနေတဲ့မှာပါတဲ့မူလကုမ္ပဏီတွေက ကုမ္ပဏီဆက်လက်တည်ရှိသည်ဖြစ်စေမရှိတော့သည်ဖြစ်စေဆက်သွယ်ရမှာပါ။မဆက်သွယ်ရင်တော့နောက်ဆက်တွဲအရေးယူမှုတွေရှိလာနိုင်ပါတယ်ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြသည်။ နေပြည်တော်ကိုစတင်တည်ထောင်ခဲ့သည့်စောက်လေကုမ္ပဏီများကလည်းမင်းအောင်လိုင်အမိန့်ညွန်ကြားချက်ကြောင့်အေးအေးယူခံရမျိုးဆိုရင်နေကြပြီးလက်ရှိကုံစိန်တို့ဖြင့်ပြုတ်ကျသွားသောအဆောက်အအုံများကိုပြန်လည်တည်ဆောက်ခိုင်းမှာကလည်းအရှုံးပေးနိုင်ကြောင်းပြောဆိုကြသည် ဆောက်လေကုမ္ပဏီတွေဘက်ကလည်းလက်ရှိကုန်စည်နှုန်းနဲ့ပြန်ဆောက်ပေးမယ်ဆိုရင်ဘယ်လိုမှမဖြစ်နိုင်ဘူးအရှုံးပေါ်မှာပဲညင်ညင်နိုင်နိုင်မလို့ရင်တော့ပြန်ဆောက်ပေးမယ်စာထောင်ချခံရမယ်အနေအထားမျိုးတွေဖြစ်လာနိုင်နေဒါလဲအလုံးစိုးရင်နေကြတယ်တချို့ခရိုနီတွေအိတ်တောင်မပြောကြဘူး UMF CCI မှအဖွဲ့ဝင်စီးပွားရေးသမားတဦးကဆိုသည်2006ခုနှစ်တွင်အစိုးရဝန်ကြီးဌာနများကို နေပြည်တော်သို့အပြီးပြောင်းရွှေ့ကမြို့တော်ဖြစ်သတ်မှတ်ခဲ့ပြီးထို့အချိန်က နေပြည်တော်ကို280 Asia Warmers မြန်မာ IGE အရန်ရွှေဝ East အပါဝင် Chronic Company ကြီးများကတိစောက်ပေးခဲ့ကြခြင်းဖြစ်သည် ဆက်လက်ပြီးလောင်းလုံးမြို့ပေါ်တွင်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်လာသည့်စစ်ကောင်စီတပ်သားများကို RPG ဖြင့်ပစ်ခတ်တိုက်ခိုက်မှု၁၇ဘက်မှ၄ဦးသေဆုံးဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္သာရီတိုင်းလောင်းလုံးမြို့ပေါ်တွင်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်လာသည့်အကြမ်းဖက်စစ်ကောင်စီတပ်သားများကို RPG ဖြင့်ပစ်ခတ်တိုက်ခိုက်ရာ၁၇ဘက်မှ၄ဦးသေဆုံးခဲ့ကြောင်းလောင်းလုံးမြို့နယ်လောင်းလုံးမြို့နယ်ပြည်သူ့ကော်ရီတပ်ဖွဲ့ပြင်ချိုင်းတောင်ငယ်ရဲဘော်ရှယ်ရိုကရှန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည့် ဧပြီလ28ရက်နေ့မွန်လင်းတနအခန်းတွင်လောင်လုံမျိုးဝရှိလူငယ်များကိုပေါ်တာဆဲဖန်စီရန်လာသည်ပြူစောလေးကောင်ဆောင်မင်းသိန်း၏တားဖြစ်သူနှင့်စစ်ကောင်စီတပ်သားများလိုက်ပါလာသောကာကိုတွန်လင်းတပ်ဖွဲ့များကလောင်လုံမျိုးပေါ်အထက်ကကျောင်းရှိတွင် RPG ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်ရှင်းတိုက်ခိုက်မှုအတိုင်းပြူစောကြီးများနှင့်စစ်ကောင်စီတပ်သားများလိုက်ပါလာသောကာကို RPG ထိမှန်ပြီးတပ်တိုင်းကိုဝန်တိုက်ကာကားတစ်စီးလုံးပြက်စီးခဲ့ကြောင်းထို့ပြင်အပြန်အလှန်ပစ်ခတ်မှုများလည်းဖြစ်ပွားခဲ့ပြီးအကြ န်ပတ်စက်ကောင်စီတပ်သားလေးဦးသေဆုံးခဲ့ကြောင်းသိရှိရသည်ထို့သောတိုက်ခိုက်မှုဖြစ်ပွားနေချိန်တွင်လည်းဆန်လန်းရွာနောက်ဘက်ပင်လယ်မှာ965စက်တင်ဘာတစီသည်ဆန်လန်းရွာကမ်ဘက်ကိုကန်လာကြောင်းလောင်လုံးရဲစခန်းနှင့်ဆိုင်ရပမာယုံမှအကျန်းဖက်စစ်ကောင်စီတပ်သားများကလည်းလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သောကြောင်းမြို့ပေါ်ရှိပြည်သူပိုင်နေအိမ်များပေါ်သို့ကြားရောက်ပောက်ကွဲခဲ့ပြီးနေအိမ်သုံးလုံးခေါက်မုတ်ထိမှန်ကပြည်သူများထိခိုက်မှုမရှိကြောင်းသိရသည်။ ကားကပြူစောတိကောင်းဆောင်မင်းသိန်းစီတဲ့ကပြတဲ့ချိန်ကကားပေါ်မှာမင်းသိန်းပါမလားပဲသူသားနဲ့အဖွဲပါလာတယ်အကုန်လုံး၄កောင်တည်တယ်လို့သိရတယ်လမ်းပေါ်မှာတော့၃កောင်မှောင်နေတယ်၁កောင်ကတော့၆ထောင်မှာထိပြီးလွတ်သွားတယ်ကားကတော့ကားနောက်ပိုင်းအာဘီကြီးနဲ့ထုခံရပြီးဓာတ်တိုင်ကိုဝင်တိုက်ပြီးတော့ဓာတ်တိုင်ကျူးကြပြီးပြီးနေတယ်ကားလည်းသုံးစားလို့မရတော့ဘူးအငိုက်မိသွားပုံရတယ်ကျွန်တော်တို့ဘက်ကလည်းအထီးကိမ့်မရှိပြန်ဆုတ်ခွာနိုင်ခဲ့တယ်ဟုလောင်လုံးမြို့နယ်ပြည်သူ့ကော်မတီတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဝါရှယ် ယ်တော်ကပြောဆိုသည်ဆလတ်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကန်းကုံအောင်ရှက်ကင်းမဲကြသူများဆွေတရင်ဆောင်ပါပဲဖြစ်ပါရဲ့ရှင်နိုင်ငံတော်တိုင်ပင်ခိုင်တမိုင်းဝင်အမှတ်54တက်သူရိတ်သားလန်းနေကိုသူခွေရောင်းချရန်စရုဒ္ဓကျိန်ဖြစ်ကြိုးပမ်းမှုမအောင်မြင်နှင့်ပြီးဆုံးသွားခဲ့ရပြန်သည်အင်္ဂါနေ့တွင် ပြုလုပ်သည့်လီလန်တင်မွေတွင်လေးချိန်မြောက်ဈေးလျှော်ပြီးဂျန်ကင်းစီဒေါ်လာ128တန်းဖြင့်ရောင်းချခဲ့သည် တရင်စာသမားတယောက်စနှစ်ယောက်စနဲ့တရာစင်ငယ်ရှိသောရဲဖွဲ့ဝင်များမှပါဝဲသူအသာထားပြုံးရဲကြည့်သူပင်မရှိပဲကြီးနှစ်ပုတ်ပုတ်ပြီးဆုံးသွားခဲ့ရပြန်သည်ပေါ်သောအောင်စံသာဦးအောင်စံဦးမအမွေခဲပြရန်ရှုံးတော်သူဦးတိုင်လျှောက်ချရအနိုင်ရခဲ့သဖြင့်မုံတမနှုတ်တယောက်တဝက်ခွဲ၍ဆုံးဖြတ်ပေးလိုက်ရမှစတင်ငယ်ချင်းဖြစ်သည် ပြည်သူတည်ရလုံးလိုလားတောင်းတနေသောဒီမိုကရေစီပြည်ယုံကြည်အဖြစ်မမမမရက်တူခဲ့သောအဆောက်အုံကြီးအားတူခွဲပြရမည်ရေးကို လည်းဥောင်ဆောင်သည်နည်းနည်းလေးမှစိတ်ထဲမတုံ့မတက်မဖြစ်ဘဲဒေါ်လာ64ဒံရလင်ကျင်းနေသွားမိလူစားမျိုးဖြစ်နေသည်စေအနာသိဖွေမတရားထောင်သွင်းခြင်းချခံနေရသည့်ဒေါအောင်ဆန်းစုကြည်ဘို့ထို့သူအချိန်ချင်းခါကပပဆက်ဆက်ကြံစည်နေမှုအောင်တိရှာလိမ့်မည်မဟုတ်စစ်ကောင်စီသည်လူလူအား၎င်းတို့ထားရနေစေရသောအဖြစ်နည်းနည်းလေးမှခရူးဆိုင်စရာမလိုသောထားနေသည်ကိုလည်းထင်ရှားအောင်ထည့်၍မိမောင်းထိုးပြလိုက်ခြင်းသာဖြစ်သည် ၎င်းတို့တစ်ချိန်လဲမဟုတ်အချိန်ချင်းကကကြံစည်နေကြသည့်အဖြစ်ကိုရှက်ရကောင်းမှန်းလဲမသိကြသည့်အဖြစ်ကအတော်ပင်အံ့ဩစရာကောင်းနေရသည် ထို့သောအသက်80နှစ်ကံနေပြီဖြစ်သောအမျိုးသမီးကြီးအားထောင်သွင်းခြင်းချပြီးသူမ၏သဘောတူညီချက်မပါဘဲအတင်းအဓမ္မထူခွဲရောင်းချနေသည့်အဖြစ်ကဥပဒေနှင့်လည်းညီညွတ်ခြင်းမရှိသည့်ပြင်လင်းသိမ်မှုဆုံးမတူစီကကြွေးရစရာရှိသည်ဟုဆိုကား ပိုင်းဆိုင်သမျှအတင်းတက်သိနေသည့်လူရန်ကားတို့၏လူရန်မျိုးသားဖြစ်ပေသည်၎င်းတို့အားအုတ်ချုပ်နေသည့်ဆိုသောစက်ကောင်းဆောင်မြိုင်မင်းမဲစရိုက်လူရန်များကိုကြည်ကလူထုကအော်နှလုံးနာနေကြ၍၎င်းတို့အဖို့အားကိုကျင့်တဲ့ခါပိုင်းတွင်ရှုံးမိ၍ရှုံးနေကြသည်များဖြစ်သည် စစ်တပ်ရဲ့မူထန်နေသူများကလည်းတိုင်းပြည်အတွက်ရန်စွဲဟူသမျှကိုကာဝယ်နေကြသူများဟုခုံယူဝင်ကြားစရာတစ်စက်မှမရှိတော့ပေ။၎င်းတို့၏လက်ကင်တုံများဘွားသူတမဟုတ်ချင်းပြောင်းလဲသွားခဲ့ရပြီတော့သည်။ထိုကဲ့သို့ဝေသာလီပြည်ကြီးဘလူးဝင်သလိုတောင်းချမ်းနေသောအရမသမားများဘလောက်ကြကြခံနိုင်ကြပေုံမီနေ။ထို့တော်လည်းနေစဉ်လိုလို၎င်းတို့ဘက်မှထိခိုက်ကြဆုံးမှုရှိတဲ့များကိုပြည်သူများကဝမ်းမတသာရှိနေကြသည်။မိမိတို့ကိုအနိုင်တက်ညှဉ်းပန်းနေကြသည် များအားပြန်၍နှိမ့်ဆက်လာနိုင်သည့်အရေးအားအဘယ်သူခြေနှင့်အားရမဖြစ်ဘဲနေကြအပင်မြင်နေထို့သောခြေနှင့်အားရနေရုံဖြင့်မပြီးသေးဘဲပြည်သူတည်းရဲ့လုံကညညွတ်စွာတွန်းလှန်နိုင်မှသာထို့သောသောလူရန်ဆိုင်မြမြမအမိပေါ်မှအပြီးပိုင်ပြောက်ွက်သွားနိုင်မည်လည်းဖြစ်ပေသည်2022ခုနှစ်ဇန်နဝါရီလတွင်ကျွန်တော်ရေးခဲ့သည့် post မှပြန်၍ကောက်နှုတ်ဖော်ပြရမည်ဆိုရင်မေမသမာမှုကြောင့်အနာသိမ့်ခဲ့ရပါသည်ဆိုသောစတက်မှခံထားသောရွေးကောက်ပွဲကော်မရှင်မှ 17လကြာဆုံးဆန်းစစ်ဆေးခဲ့ပြီးနောက်တိုင်းမဲနှစ်ကြိမ်ထဲသူစုစုပေါင်း 2169ဟာဖော်ထုတ်နိုင်ခဲ့သည်ဟုဝန်ဖန်သက်သာကြေညာလာခဲ့သည်။ထို့သောတကယ်တမ်းတွင်2020ရွေးကောက်ပွဲအားလာရောက်မေးပေးခဲ့ကြသည့်မဲဆန္ဒရှင်စုစုပေါင်း26သန်းခန့်ထဲမှထို့သောရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်၍ရှာခိုင်နှုန်းအပြင်0.1%သာရှိပေသည်ဟုမြန်မာနိုင်ငံတွက်ချက်ပြထားခဲ့သည်။ရွေးကောက်ပွဲတိုင်းတွင် ဖြစ်လိဖြစ်တာရှိသော မပြောပါလောက်သည့်မဲဆင်းကွာဟမှုကိုရိုးမဲဖွဲ့ကအာဏာသိမ်းယူခဲ့ကြခြင်းလည်းဖြစ်သည်။စစ်ကောင် းဆောင်များလက်ရှိခံစားနေကြရသောအသည့်ပွင့်နှင့်အကျိုးအမြတ်များကို၎င်းတို့လည်းရရှိခံစားထိုက်သည်ဟုဆိုကနိုင်ငံရေးကိုဝန်ရေးအတွက်လောက်ကရန်နိုင်ငံရေးသမားအမေခန့်ရေးရှေကောက်ပဲဝင်ကြမည်လူများလည်းထိုကဲ့သို့အလိန်ညာများကိုတည်တည်ကြည်နှင့်လက်ခံထားကြမည်ကြံရပါများပြင်မဟုတ်ပါလောထိုအတွက်ပြည်သူများ၏တန်ခတ်မှုကိုမလွဲမသွေခံကြရတော့မည်ဖြစ်သည် မရည်ရွယ်ပဲမတော်တဆလက်လွန်ချီလွန်ဖြစ်သွားခဲ့သည့်ကိစ္စမျိုးတွင်ရှန်ကိုရင်ချင်းမတုံနေသည့်ဆိုသည့်စကားမှန်ကောင်းမှန်နိုင်တော့လေစန္ဒမူနာပြဆိုကရည်ရွယ်ချက်ရှိရှိဖြင့်ပြည့်မဲ့ပြည်သူများကိုတက်ဖြက်ရန်လာနေခြင်းကိုလက်တုံမပြန်မှာကမိမိတို့အသက်ဆုံးမှုသာ ရှိပေတော့သည်မဟုတ်ပါလားပြည်သူတို့၏ခုခံတွန်းလှန်ဆက်မုတ်ချအောင်ရမည်